မြမပြည်အနောက်ဘက်ဘင်္ဂလားပင်လယ်အော်ရဲ့အနာသတ်မှာတည်ရှိတဲ့ရခိုင်ပြည်နယ်ဆိုတာဟာသမိုင်းငွေနှစ်တွေနဲ့ရှင်ကျင်းမှုဓလေ့ထုံတန်းတွေပြည့်နေနေတဲ့ဒေသတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမတို့ဟာရခိုင်တိုင်းရင်းသားတွေရဲ့ထူးခြားတဲ့ကဘာစီကိုခီးနှင်ကြမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ကျွယ်ဝတဲ့သမိုင်းတောက်ပတဲ့ယဉ်ကျေးမှုနဲ့မန်မာနာရှိတဲ့လူနေမှုဘဝတွေကိုလေ့လာကြည့်ရအောင်။ရခိုင်လူမျိုးတွေဟာထောက်စွန်းနှစ်ပေါင်းများစွာကြာမြင့်ပြီးဖြစ်တဲ့ဂုံယူစရာသမိုင်းကြောင်းကိုပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာကိုပိုင်ဗရင်နိုင်ငံတွေတည်ထောင်ခဲ့ကြပြီးတော့အရှိတောင်အာရှမှာအင်အားကြီးမားတဲ့လူမျိုးတစ်မျိုးအဖြစ်ရပ်တည်ခဲ့ပူပါတယ်အထူးသဖြင့်15ရာစုကနေ18ရာစုအထိမြအူးခေတ်ဟာရခိုင်ရဲ့ရွှေခေတ်လို့ဆိုရမှာပါဒီခေတ်ကအမွေနှစ်တွေဖြစ်တဲ့ဇေဒီပတ်ထိုးရင်းပြီးသူကလက်ရတွေဟာဒီနေ့ထိတိုင် ရခိုင်ပြည်မှာထဲဝါစွာတည်ရှိနေသေးပါရခိုင်ရင်ကျေးမှုဟာလည်းထူးခြားလာပါတယ် ရေခန့်ရိုးရာအကရိတချင်းတွေဂျုံပွဲတွေနဲ့လှပြိုင်ပွဲတွေဟာသူတို့ရဲ့ရိုးရာပွဲတော်တွေမှာမပါမဖြစ်ပါဝင်ပါတယ်။ရေခန့်ဒီမျိုးတွေရဲ့အစားအသောက်တွေကလည်းနမည်ကြီးပါတယ်။ပင်လယ်စာပေါင်းများတဲ့အတွက်ပင်လယ်စာဟင်းလျာတွေကထင်ရှားပြီးငပိငချောက်တွေကိုလည်းအမျိုးမျိုးဖန်တီးပြုလုပ်စားသုံးကြပါတယ်။ ရခိုင်လူမျိုးအများစုဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးတော့ဘာသာရေးကိုအလွန်အလေးထားကြပါတယ်။တရင်ချုံ၊ဒဇောင်းတိုင်း၊ကထိန်ပွဲတွေဟာရခိုင်ရိုးရရင်ကျေးမှုပွဲတော်တွေထဲမှာအစီအကားဆုံးဖြစ်ပါတယ်။သူတို့ရဲ့လူမှုဘဝဟာစီလုံးမှုနဲ့အပြန်အလှန်ကူညီဖေးမမှုတွေနဲ့ပြည့်နှံ့နေပါတယ်။ရခိုင်လူမျိုးတွေဟာမိသားစုကိုအလွန်တန်ဖိုးချပြီးတော့ရိုးရတလေထုံတန်းတွေကိုမျက်နှာစွာထိမ့်သိမ်းဆောက်ရှောက်ကြပါတယ်။ ရခိုင်ပြည်နယ်ရဲ့တဘာဝပတ်ဝန်းကျင်ကလည်းလှောက်ပါပါတယ်။ခြေပြန်းတဲ့ကမ်းခြေတွေ၊တောင်တန်းတွေနဲ့မြစ်ချောင်းအင်းအိုင်တွေကရခိုင်ရဲ့အလားတရားကိုပိုပြီးပြည့်စုံစေပါတယ်။တဘာဝလာတရားတွေကလည်းရခိုင်လူမျိုးတွေရဲ့ဘဝကိုတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေတာကိုတွေ့ရမှာပါ။ဒီတော့ရခိုင်တိုင်းသားတွေဟာရွှေဝါးတဲ့တမိုင်းထူးခြားတဲ့ရည်ကြည်မှုနဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကိုပိုင်ဆိုင်ထားတဲ့လူမျိုးတစ်မျိုးဆိုတာထင်ရှားပါတယ်။ သူတို့ရဲ့ရိုးရအမွေနှစ်တွေကိုဆက်လက်ထိန်းသိမ်းရင်အနာဂတ်မှာပုံမတောက်ပလာမယ့်ရေခိုင်ပြည်နယ်ကိုတွေ့မြင်ကြရမှာပါဒီဗီဒီယိုကိုကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ရေခိုင်ပြည်နယ်ကိုတစ်ခေါက်လောက်လည်းပတ်သွားရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်